မလေးရှားနိုင်ငံဟာလာမယ့်နှစ်မှာ e-cigarette ရောင်းချမှုနဲ့အသုံးပြုမှုများကိုနိုင်ငံတော်ပိတ်ပင်ရန်စီစဉ်ထားကြောင်းကျန်းမာရေးဝန်ကြီး ဇူဂီဖလိုင်အာမတ်ကစနေမလ25ရက်နေ့မှာပြောကြားခဲ့ပါတယ်။ e-cigarette တွေကိုပိတ်ဖို့ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ဘယ်အချိန်မှစပြီးပိတ်ပင်မလဲဆိုတာကမေးစရာဖြစ်နေပါတယ်လို့အာမတ်ကစိုက်ဘာကြာယာမြို့မှာပြုလုပ်တဲ့ပွဲခန်းတာတစ်ခုမှာသတင်းထောက်များကိုပြောကြားခဲ့ပါတယ်။မလေးရှားအနာမိုင်များဟာ e-cigarette များပိတ်ပင်ရေးအတွက်တဆင့်ချင်းစီအချိန်ယူလုံဆောင်သွားမှာဖြစ်ပြီးအဲ့ဒီစီစဉ်တဲ့ပတ်သက်ပြီးကျွမ်းကျင်သူများပါဝင်တဲ့ကော်မတီကိုလည်းဖွဲ့စည်းခဲ့ကြောင်း၎င်းကဆိုပါတယ်။ ကျွင်သူများပါဝင်တဲ့ကော်မတီဟာအဲ့ဒီစီစဉ်တဲ့ပတ်သက်တဲ့မူကြမ်းများကိုအသေးစိတ်လေ့လာသွားမှာဖြစ်ပြီးလိုအပ်ချက်များကိုတင်ပြသွားလိမ့်မယ်လို့လည်းအာမတ်ကဆိုပါတယ်ကျမရဲ့ဦးကြီးဌာနဟာ e-secret များပိတ်ပင်ရေးအဆိုပြုချက်နဲ့ပတ်သက်ပြီးဇိုးရဖွဲ့ရဲ့သဘောတူစာချုပ်မူကြမ်းကိုရေးဆွဲနေကြောင်းအခုလဆောက်ပိုင်းမှာအာမတ်ကဆိုပါတယ် e-secret များပိတ်ပင်ရေးအစီအစဉ်မှာစည်ရည်များပြည့်ပြည့်သုံးနိုင်တဲ့ e-secret များကိုစတင်ပိတ်ပင်မှာဖြစ်ပြီးနောက်ပိုင်းမှာတစ်ခါသုံး e-secret များပါဝင် e-secret အမျိုးအစားအလုံးကိုပိတ်ပင်သွားမယ်လို့၎င်းကပြောကြားခဲ့ပါတယ်